ာနာသိဆေးစုထိန်းချုပ်ထားတဲ့နေပြည်တော်ရဲ့တက္ကသိုလ်မြို့နယ်ကရန်ကုန်မန္တလေးအမြလဲမှာရှိတဲ့လေကတဒါစခန်းစစည်းဂိတ်ကိုတော်လိုင်းတပ်တွေဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်စစ်ကောင်ပြင်တပ်တွေလုံခြုံရေးစစ်ဆေးမှုတင်းကျပ်စွာလှုပ်ဆောင်လာတယ်လို့မြို့ကနေကလူလူမြန်မာကိုပြောပါတယ်။နေပြည်တော်တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြလိုင်းကလေကတဒါစခန်းစစည်းဂိတ်တိုက်ခိုက်ခံရပြီးနောက်မနေ့နိုဝင်ဘာ17ရက်မနက်ပိုင်းကစလို့စစ်ကောင်မရှိတဲ့ပူပေါင်းဖွဲ့ဟာဂိတ်ကိုဖျက်ဆီးသွားလာနေတဲ့ခီးသွားပြည်သူတွေကိုမေးမြန်းစစ်ဆေးတာ မော်ပိုလင်တိုက်ဆိုင်စစ်ဆေးတာမော်ဒန်အခန်းတွင်းပြင်စစ်ဆေးတာအပြင်လက်ကင်ဖုံးတွေပါတည်ယူကြည့်ရှုစစ်ဆေးတာတွေရခင်တဲ့ပုံမလှောက်ဆောင်လာတယ်လို့တကုံမြို့ကန်တူကလူလူမြန်မာကိုပြောပါတယ်စစ်တဲ့ရင်းနှပိုစစ်တဲ့မြို့တက်ကသူကမရဘူးကဲပြတ်တဲ့သူမှန်သမျှအကုန်ဆက်တာကျွန်တော်လည်းအစ်စ်ခံခဲ့ရတယ်ဆက်စုံစံနေလဲမိုးမုန်နေရပဲအဓိကမှတ်ဖို့နေတဲ့လူကိုပိုစစ်တာလို့အဲ့ဒီမြို့ကန်ကပြောပါတယ် အဲ့ဒီစစ်စစ်လှုပ်ဆောင်မှုတွေအတွင်းနေပြီးတော့စစ်ကောင်ရှင်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့သူတို့ရဲ့ဆွေမျိုးတွေပတ်သက်နေသူတွေအပြင်ခီးသွားပြည်သူတွေကလူငယ်နဲ့လူလပိုင်းအမျိုးသားတွေကိုပါစစ်ကောင်ရှင်တပ်ပူးပေါင်းဖွဲ့ကချိန်ကြာခေါ်ယူမေးမြန်းတာနဲ့အကြောင်းမဲ့ပြန်မလွတ်ပဲငွင့်ကျစ်တောင်းတာတွေရှိနေတယ်လို့ကိုတိုင်ကြုံတွေ့ခဲ့ရတဲ့နေပြီးတော့ရှိဌာနဆိုင်ရာဝန်ထမ်းတွေကပြောပါလေအရေးခံရတဲ့နေပြီးတော့ပေဌာနဆိုလဲမရဘူးဆိုင်ကယ်ကားပေါ်အကုန်စိတ်ခိုင်းတာဖုန်းနဲ့ယူစစ်တဲ့ရစ်တယ်ပေါ့နေပြီးတော့ကိုလုံးနဲ့သွားတဲ့ကောင်လေးတွေလည်းရစ်ခံရတယ်တချို့ဆိုပတ်စံပေးပြီးမှပြန်လှုပ်ပေးတယ် မပေးတဲ့သူတွေကအိုက်ကိတ်မှာအကြာကြီးရိတ်ခန့်နေရတယ်လို့နေပြည်တော်ရှိဌာနဆိုင်ရာဝန်ထမ်းတဦးကပြောပါတယ်။နေပြည်တော်တကုံးမြို့နယ်ရကုံမန္တလေးအမြက်လန်းကမိုင်းတိုင်းအမှန်139မှာရှိတဲ့လေကတထားစခန်းဂိတ်ကိုနိုဝင်ဘာ17ရက်ည9:40မိနစ်40ကြော်ချိန်မှာနေပြည်တော်တကုံး PDF တိုင်းအမှန်803ကဝေရောက်တိုက်ခတ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီပြစ်ခတ်မှုကနိုင်ဝက်ကြာမြင့်ခဲ့သလိုစစ်ကောင်စီတပ်သားတို့အသေးဆုံးကရရှိတူတန်ရရရှိခဲ့ပြီးတော်လင်းရဲ့ဖွဲ့ဝင်တွေအထူးကမ်းရှိပြန်လည်စုခါနိုင်ခဲ့တယ်လို့နေပြည်တော်တကုံ PDF တရင်103ကပြောပါလေအဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမြဲတမ်းနောက်ချမ်းမှရှိတဲ့ကြေးရော်တွေအတွင်းကိုစစ်ကောင်စီတပ်ကဒီကနေ့ထိစစ်ချောင်းတိုးနေတာအပြင်ရွာဒေသက20ဦးထက်မနည်းကိုဖမ်းဆီးစစ်ဆေးတာတွေရှိနေတယ်လို့ကြေးရော်ဒေသကနေကလူလူမြန်မာကိုပြောဆိုထားပါလေ thank you